ကျွန်တော်ကိုယ်တိုင် drum cross section ဖြစ်ပြီး Apollo Hospitals Greens Road ဂျန်နေမှာအကြီးတန်းအကြံပေးနှလုံးရောဂါဆရာကောင်နဲ့ electrophysiologist တူဖြစ်ပါသည်တင်းတို့အားလုံးသိကြပါဒီမှာနှလုံးခုန်နှုန်းနေသောလူနာများအတွက်အမြဲတမ်း pacemaker ထည့်သွင်းခြင်းကို level အယိုးအနည်းတွင်ပြုလုပ်ကြသည်နှလုံးခုန်နှုန်းနေခြင်းအဲ့ဒါကတော့ pulse rate နေခြင်းမှာလူနာတွေကမူးဝေ့ခြင်းထပ်ခါတလဲလဲသတိလစ်ခြင်းမောပန်းခြင်းမောနွမ်းခြင်းတို့မဟုတ်နှလုံးကြက်ခြင်းနဲ့ဆက်ဆက်သောရောဂါလက္ခဏာများနဲ့ကြိုးတို့စီကိုလာကြတတ်သည် သူတို့အတွက်နှလုံးခုန်လုံးကိုထိမ့်သိမ်းထားခြင်းကအလွန်အရေးကြီးပါတယ်ဒါကြောင့်ကိုတစ်ခုလုံးတို့တွေးလည်ပတ်မှုလုံလောက်စွာရရှိစေရန်လိုအပ်ပါတယ်ပုံမှန်အားဖြင့်ရင်းကိုမိစေအောက်တွင်လက်လက်မှခွဲစိတ်မှုဖြင့်ညရိုးဒေတာတွင်ပြုလုပ်သောရိုးရာနှလုံးခုန်ဆက်ထည့်သွင်းခြင်းအားဆယ်စုနှစ်များစွာအများအပြားပြုလုပ်သည်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှပုံမှန်ဖိစမက်ကိုထည့်သွင်းခြင်းကလူနာတွေအသက်ရှိလာတဲ့အခါ30နှစ်20နှစ်ကြာလာတဲ့အခါမှာနှလုံးအတွက်အန္တရာယ်ရှိစေတဲ့ကြောင်းကျွန်တော်တို့နားလည်လာခဲ့ပါတယ် ဒါကြောင့်ကျွန်ုပ်တို့က conduction system phasing လို့ခေါ်တဲ့နည်းတညာအတွက်ကိုမိတ်ဆက်လိုက်ပါတယ်ဒီနီးမှာတော့ common phase maker ကိုပဲအသုံးပြုပြီး lead လို့ခေါ်တဲ့ကြိုးတွေကိုနှလုံးအတွင်းမှာတိကျတဲ့နေရာမှာကိုပိုင်ရဲ့ system နဲ့နာအနီးမှာထားပေးတာဖြစ်ပါတယ်ဒါကြောင့် phase maker မှာရဲ့စစ်စီကြောင့်ဟာကြိုးကနေကိုပိုင်ရဲ့စစ်ကြိုးကိုဖြတ်သွားပြီးနှလုံးကိုအားပေးနိုင်ပါတယ်ဒီလိုလှုပ်ချင်းကြောင့်ရေရှည်မှာ phase maker နဲ့ပတ်သက်တဲ့စိုးကြိုးတွေကိုရှောင်ရှားနိုင်ပါတယ်ဒါက phase maker နဲ့ပတ်သက်တဲ့နှလုံးပြတ်ခြင်းကိုတားဆီးနိုင်တယ်ဆိုတာပါ ဒါကတော့ကျွန်တော်တို့အသက်သုံးပြလာတဲ့ဤပညာဖြစ်ပြီးလွန်ခဲ့တဲ့၄နှစ်၅နှစ်အတွင်းမှာ face mask တက်ဆင်ထားတဲ့လူနာအားလုံးအတွက်ဒီနည်းကိုအသုံးပြလာပါတယ်။အသက်ကြီးသူတွေအတွက်ကျွန်တော်တို့အသက်သုံးပြလာတဲ့ဤပညာတစ်ခုကတော့ lidless face mask ဖြစ်ပါတယ်။ lidless face mask တွေကတော့ပုံပြင်နာကိုခေဖွင့်ခြင်းထက်တောက်ခြင်းဘလို့ပဲတက်ဆင်နိုင်ပါတယ်။တင်ပါအောက်ပိုင်းကနေ keyhole closure နည်းခေ face mask လိုပုံစံရှိတဲ့တိတိလေး capsule ကိုနှလုံးထဲထည့်နိုင်ပါတယ်။ ဒါဟာ30နှစ်ကနေ15နှစ်အထိခံနိုင်ပါတယ်။ဒါကြောင့်အသက်ကြီးပြီးပုံမှန် face mask ကပ်စင်မှုကိုခံနိုင်စမ်းရှိတဲ့သူတွေကဒီ face mask ကိုတက်ဆင်နိုင်ပါတယ်။ခက်တောက်ခြင်းချုပ်ခြင်းမလိုပဲအရေးကြီးတဲ့တက်တနာမရှိပဲရေရှည်အသက်ရှင်နိုင်ပါတယ်။ယေရှုတင်ပါတယ်။